မန္တလေးမြို့ကဖတ်တီးမအချင်းပေါင်းဈေးရောင်းခွင့်အပီးတိုင်ပိတ်သိမ်းခံလိုက်ရခြင်းရဲ့နောက်ွယ်ကအကြောင်းရှင်တနိုင်ငံလုံးကပြည်သက်တွေတည်ကြပြီးအားပေးခဲ့ရတယ်။ရှင်မန္တလေးမြို့ကဖတ်တီးမအချင်းပေါင်းဆိုင်လေးကတော့လက်ရှိမှာပိတ်သိမ်းရတော့မယ်လို့ဝန်းနေစွာကြားသိရပါတယ်။ဖတ်တီးမကမကြခင်မှာမွေးဖွားတော့မယ့်ဗိုက်ကြီးတဲ့မိခင်လောက်တယောက်ဖြစ်ပြီးရိုးသားစွာနဲ့ကြိုးစားပြီးရှာဖွေ စားတောက်နေခဲ့တာဖြစ်ပါတယ်။သူမရဲ့ဗိုက်ထဲမှာရှိတဲ့ကလေးလေးရဲ့ဘုံကံလေးကြောင့်ပုံမှန်အတိုင်းရောင်းနေတဲ့အချင်းပေါင်းဆိုင်လေးကနေနေချင်းညချင်းနမဲကြီးသွားခဲ့ ပြီးအခုလိုအောင်မြင်တဲ့ဘဝကို ရောက်ရှိခဲ့တာပါ အနုပညာရှင်ဆဲလီတွေကအစာအကုန်လုံးသူမရဲ့အရှင်ပေါင်းကိုသဘောကျပြီးမန္တလေးမြို့ထိတကူးတကလာရောက်စားတောက်ခဲ့ကြသလုံးယခုအချိန်မှာတော့ဖတ်တီးမဆိုတဲ့ကိုပိုင်းတစိမ့်လေးထုတ်လုပ်ပြီးတော့အနေနဲ့အရရက်ကိုတင်ဖို့ရောင်းချခဲ့ပြီးဖြစ်ပါတယ်။တမ်းမြာတီးတုပ်အချင်းပေါင်းလေးကအင်မတန်ကိုစားကောင်းလို့နဲ့အတွန်အားလုံးကဝမ်းသာစွာနဲ့ဝေယူစားတောက်နေကြချိန်မှာဆိုင်ပိတ်ရတော့မဲ့တဲ့င်းကိုစိတ်မကောင်းစွာနဲ့ကြားသိခဲ့ရတာဖြစ်ပါတယ်။ဒီဆိုင်ပိတ်ရတာကတော့တခြားအကြောင်းရင်းမဟုတ်ပဲမနာလိုသူတွေရဲ့တိုင်ကြားချက်တွေကြောင့်မြန်မာနိုင်ငံရဲ့ FDA ကနေစစ်ဆေးချက်တွေနဲ့သတိပေးစာတွေပေးပို့ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။သူမကတာမန်လန်ပေးဆေးတွေတယောက်ဖြစ်တာကြောင့်ကျန်ငါးပွင့်ဆိုင်ကစဖို့မှုတွေလို့အသေးချစွာလက်ရသေးသက်စွာနဲ့ရောင်းချနိုင်တာမျိုးတော့မရှိခဲ့ပါဘူး။ဒါပေမဲ့လည်းဈေးနှုန်းတင့်တင့်ပြီးတော့အခြေခံလူရန်းစားတွေသူဟာနဲ့သူစားလို့အဆင်ပြေတဲ့အနေအထားလေးဖြစ်ပါတယ်။ ရောင်းချတဲ့နေရာမှာလည်းအရန်ကြီးတန်ရှင်းတယ်လို့ပြောလို့မရပေမယ့်ညစ်ပတ်နေတာမျိုးတွေလည်းမဟုတ်ပဲပုံမှန်လူရန်စာတွေစားတောက်နေကြပုံစံအတိုင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းမနာလိုတဲ့သူတွေကတော့ဖတ်တီးမရဲ့ရောင်းချပုံတွေကမတန်ရှင်းဘူး၊ကျမ်းမာရေးနဲ့မညီညွတ်ဘူး၊ထိခိုက်စေတယ်လို့မနာလိုတိုချေဖြစ်ကတိုင်တန်းခဲ့ကြတာဖြစ်ပါတယ်။ဒီလိုတိုင်ကြားမှုတွေကြောင့်ပဲ FDA ကစစ်ဆေးပြီးတတိပေးစာတွေပို့ပြီးရောကျေးငွေသိန်း80ကိုတောင်းခံခဲ့တယ်လို့သိရပါတယ်။ မြန်မာကျပ်ငွေ380ဆိုတာကဖက်တီးမလို့တာမန်လန်းပေးစီးတဲ့တယောက်အနေနဲ့လေဘလုံးမမတက်နိုင်တဲ့ပမာဏပါတနေ့မှာအချင်းပေါင်းနေ3ပေါင်း30ကျော်ဖို့ရောင်းရတယ်ဆိုပေမယ့်အရင်းဒီကလည်းအများအပြားဖြစ်ပါတယ်ဈေးနှုန်းလည်းအတက်နိုင်ဆုံးတင့်တင့်စွာရောင်းချရတဲ့အတွက်ကြောင့်အမြန်နည်းနည်းလေးနဲ့ပရိသတ်တွေစားကောင်းစီအောင်ရောင်းချပေးခဲ့တာပါဘိုင်ကြီးကြီးနဲ့ဒီလိုရောင်းချနေရတာကိုစာနာထောက်ထားမှုမရှိပဲတိုင်တဲ့သူကတိုင်ပြီး380အခွန်တောင်းတဲ့လူကလည်းတောင်းခဲ့တာဖြစ်ပါတယ်ဒါရီတိမကပဲသူမကလက်ရှိမှာ ာဖះเจ้าဝန်းထဲမှာရောက်ချနေတာဖြစ်ပြီးအဲ့ဒီเจ้าဝန်းထဲကလည်းလက်မခံတော့ဘဲမောင်းထုတ်ခဲ့တယ်လို့သိရပါဗျ။ဒီလိုမျိုးတယောက်တစ်မျိုးစီနဲ့ဝိုင်းဝန်းပြီးတိုက်ခိုက်နေတာကြောင့်အင်မတန်ရိုးသားလှပြီးအချင်းပေါင်းရောက်ချရင်းနဲ့ဘာမှမသိနားမလဲရှာတဲ့ဖတ်တီမတယောက်ဒုက္ခပင်လဲဝေခဲ့ရပြီးဖြစ်ပါတယ်။လူတွေကလည်းအစာပိုင်းမှာတော့ကူညီပေးတယ်လို့လို့နဲ့မြောက်ပြင်ပြောဆိုခဲ့ကြပြီးတကယ်နဲ့ရောင်အားကောင်းလာတဲ့အချိန်မှာတော့မနာလို့စိတ်တွေတဖွာဖွာဝင်ခဲ့ကြရတာပါ။ အပင်းတဲ့သူတွေကတော့ဘေးမှာဝန်းရံပြီးအပင်းနေကြဆဲဖြစ်ပေမယ့်သူမရဲ့တမ်းမြသည့်တုတ်ကိုတခါမှမစားဘူးအနိကတောင်လာမကြည့်ဘူးတဲ့သူတွေကအပြင်းထန်ဝေဖန်ခဲ့ကြတာပါ တကယ်တော့ FDA ကကြားချေခံပစ္စည်းတွေမပါဝင်မယ်တနေ့စာတနေ့ရောင်းချတဲ့စားတောက်ကုန်လေးတွေကိုဘလို့မှစစ်ဆေးအရေးယူခွင့်မရှိပါဘူးဒါပေမဲ့လည်းတိုင်းကြားသူတွေဟာအတင်းအကျပ်တိုင်းကြားနေတယ်လို့မြောက်ပင်ပြီးအခွန်ငွေ390တောင်းတဲ့သူတွေလည်းရှိနေပြန်တဲ့အတွက်ဖခင်เจ้าဝန်တွေကလည်းသူ့ကိုထိခိုက်လာမှဆိုတဲ့အတွက်ရောင်းချခွင့်မပြုတော့ပဲပိတ်ပင်လိုက်တယ်လို့သိရပါတယ်အခုတော့ပြည်သက်တွေအားပေးနေရတဲ့ဖက်တီးမအချင်းပေါင်းလေးကဘယ်နေရာမှာဆိုင်ဖွင့်ပြီး390ကိုဘလို့မျိုးပေးရတော့မလဲဆိုတာမတွေ့တတ်ရလောက်အောင်ဖြစ်နေပါပြီ ယ်။အချင်းပေါင်းကိုလည်းစမယောင်းပဲစိုက်ပေးရတော့မလို့ဖြစ်နေပြီးဖြစ်ပြီးသိန်း80လဲရောကြီးတောင်းခံနေရတဲ့ဖတ်တီးမအချင်းပေါင်းရဲ့အဖြစ်ပေါ်မှာပရိသတ်တွေရဲ့အမြင်လေးတွေကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်။